အဲကြည်နေတယ်ကောင်မလေးတွေ့မို့အမေတွေ့လဲပါတော့ဗောနော်လူကြီးဆက်တော့စပြည့်ပြင်းနေနော်ဒီခါကျတော့လည်းဘာပြေမှမသိလို့အဲ့လိုစပြည့်ပြင်းဖြစ်နေတာပါနောက်ပိုင်းမှာတိလာတာဘာရှိလာလဲဆိုတော့အချို့ကိစ္စတွေကထုံမပြတ်တတ်ဘူးဆိုပေမဲ့လည်းချစ်တဲ့စိတ်နဲ့သူ့ဘာသူထုတ်ပြတ်တတ်လာတာတွေလည်းရှိတယ်ကိုကဘလောက်ပဲဘလောက်ပဲမထုတ်ပြတ်တတ်တဲ့သူပဲဖြစ်ဖြစ် ချစ်တဲ့စိတ်တစ်ခုနဲ့လေးစားတဲ့စိတ်တစ်ခုနဲ့အော်တိုဖြစ်လာတာတွေလည်းရှိတယ်အဲ့ဒါတော့တဖြည်းဖြည်းချင်းနဲ့တော့သိလာတယ်အဲခုနကလိုမျိုးတွေကိုမလုတ်တတ်တဲ့ဟာတွေကိုမလုတ်ဘူးတဲ့ဟာတွေကိုအချင်းမရှိတဲ့ဟာတွေသူများကလုတ်ပြရတယ်သူများကကို့ကိုလုတ်ပေးတယ်ဆိုတဲ့အခါမှာကိုကကိုပျော်ရွှင်ရတာများပါတယ်ကိုကကိုကိုပျော်ရွှင်အောင်ကိုအလုတ်ခံရတာအပြုစုခံအယူခံအယူရခံပျော်ရွှင်ခံ ဟုတ်ဒါကတော့ကျွန်တော်ဟွာလေအာကမုံးပွင့်မှာကမုံးပွင့်ကိုစေးပါဒီမင်္ဂလာတောင်ညွန်းနဲ့ဘုံမင်းအောင်လမ်းမိအာ sorry မင်္ဂလာတောင်ညွန်းမှာရှိတာပါဘုံမင်းအောင်နဲ့မြမကိုရင်လမ်းတောင်မှာရှိတာပါခင်ဗျာဒါကိုစေးအစ်စ်ပါပြီးတော့ DC နဲ့စိန်နန်းတော်နဲ့ဒီလိုမျိုး တွဲပြီးတော့မှဖွင့်ထားတဲ့နေရာလေးပါခင်ဗျာဟုတ် shopping လာထွက်တာ promotion လည်းရှိတယ်ဆိုတော့လေပြီးတော့ဒီလို sign လေးကိုအဲ့လိုလေးတွဲဖွင့်ထားတာလည်းကျွန်တော်တို့စီမှာမရှိဘူးလေအဲနိုင်ငံခြားမှာတော့ဒါ trend ဖြစ်နေတာပေါ့အဲ promotion ရှိတာလည်းပါတယ်ပစ္စည်းကိုတနေရာထဲမှာရွေးချယ်လို့ရတာလည်းပါတယ်နောက်ပြီးတော့ဝယ်ပေးကျင်တာလည်းပါတယ်အဲဒါကြောင့်ရောက်လာတော့ပါလူကြီးဆက်တော့စပ်ဖြစ်ပြင်းနေနော်ဒီခါကျတော့လည်းဘာဖြစ်မှမသိလို့အဲ့လိုစပ်ပြပြဖြစ်နေတာပါအဲကြည်နေတယ်ကောင်မလေးတွေ့မို့ အမေအတွက်လည်းပါတာပေါ့နော်အဲလူကြီးတွေ group ကိုလည်းပါတယ်အဲ8ဒီ8ဒီလာရှိတာပေါ့အဓိကတော့အဲ့ဒါကြည့်တယ်ပြီးတော့ကျွန်တော်တို့အတွက်လည်းဖက်နှက်တွေဖက်နှက်လေးတွေလာကြည့်တာပေါ့ promotion ပေးနေတယ်ဆိုတော့လေအဲ့တော့ promotion က first item ဝယ်လို့ရှိရင်5%ပေးတယ်နောက် second item ဝယ်ရဆိုလို့ရှိရင်20% off ပေးထားတယ်ဆိုတော့ဝယ်ရတာတန်တယ်လေအဲ့ကြောင့်အားကြည့်တော့အဲ့လိုတော့အဲ့လိုတော့အဲ့လိုတော့မပါဘူးဗျကျွန်တော်အဲ့လိုမျိုး အအရင်ကလည်းဟိုဘယ်လိုပြောမလဲဟိုဒီလိုပဲကိုယ့်ကိုယ်လေးပဲနေတတ်တာဆိုတော့ကိုယ်လည်းအလုပ်မခံရဘူးသူများကိုလည်းမလုပ်ဘူးပြောရရင်တော့လောကကောင်လုတ်ပြရကောင်မှလည်းမသိဘူးပေါ့နော်အဲဒါပေမဲ့လည်းအဲ့လိုပေါ့ကိုယ်ကလုတ်ခံအဲတခုရှိတယ်လေကိုယ်ကကိုယ်ကအလုတ်ခံခြင်းရင်သူများကိုလည်းလုတ်ပြရတယ်တဲ့ဆိုတဲ့ဟာမျိုးလေးတွေတဖြည်းဖြည်းနဲ့တင်ယူရတာပေါ့နော်နောက်ပိုင်းမှာသိလာတာဘာရှိလာလဲဆိုတော့အချို့ကိစ္စတွေကထုံမပြတ်တတ်ဘူးဆိုပေမဲ့လည်း ချစ်တဲ့စိတ်နဲ့သူ့ဘာသူထုတ်ပြတတ်လာတယ်လည်းရှိတယ်။ကိုကဘလောက်ပဲဘလောက်ပဲမထုတ်ပြတတ်တဲ့သူပဲဖြစ်ဖြစ်ချစ်တဲ့စိတ်တစ်ခုနဲ့လေးစားတဲ့စိတ်တစ်ခုနဲ့အော်တိုဖြစ်လာတာလည်းရှိတယ်။အဲ့ဒါတော့တဖြည်းဖြည်းချင်းတော့သိလာတယ်။အဲခုနကလူမျိုးတွေကိုမလုတ်တတ်တဲ့ဟာတွေကိုမလုတ်ဘူးတဲ့ဟာတွေကိုအချင်းမရှိတဲ့ဟာတွေသူများကလုတ်ပြရတယ်။သူများကကိုကိုလုတ်ပေးတယ်ဆိုတဲ့အခါမှာဩဒါဆိုရင်တော့သူများကကိုကောင်းပေးတယ်ဆိုလို့ရှိရင် ကိုကအတိမတ်ပြူရတော့မယ်လေအတိမတ်ပြူပြီးရင်ကိုကလည်းပြန်ကောင်းပြရတော့မယ်ကိုကပြန်တုံပြန်ရတော့မယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့ဒါလေးတွေတော့အာသိလာတယ်ကိုကကိုပျော်ရွှင်ရတာများပါတယ်ကိုကကိုကိုပျော်ရွှင်အောင်ကိုအလုတ်ခံရတာအပြူစုခံအယူခံအယူရအခံပျော်ရွှင်ခံအဲဒီပဲရှိတယ်ဆိုတာထက်လေကိုတို့ကအဲဒီဘက်ကကာလာမှာတည်တဲ့အတိုင်းပဲနေရတဲ့တပန်းတွေအတူလာတယ်အဲ ်နောက်ပြီးတော့ကတိသုံးပါလည်းရှိတယ်ဆိုတဲ့အခါကျတော့အဲ့တော့တွေ့ဆုံနေတဲ့အချိန်လေးမှာကိုရောအဆင်ပြေအောင်တရားမတော်တွေ့ရတဲ့အချိန်မှာလေးစားရမယ်တမူထားရမယ်ပျော်ရွှင်အောင်ထားရမယ်တွေ့ရတဲ့အချိန်ခဏလေးကအရန်တန်ဖို့ရှိတယ်ဆိုတော့ခဏနေပါဖြစ်မယ်မှမသိဘူးလေအဲ့တော့အိဗယ်ရှိစွာနဲ့ပဲအဲအခုလက်ရှိရှိနေတဲ့အချိန်မျိုးပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့ဖြတ်တန်းနေပို့ရတော့အဲဟိုအဓိက fan အကြောင်းလဲကျွန်တော်ပြောချင်ပါတယ် fan တွေကဆိုလို့ရှိရင်လေကျွန်တော်ကိုမထင်မရှားအချိန်ကလေးကနေပြီးတော့မှဒီဇိုင်းမမတ်နဲ့အားပေးလာတဲ့ fan တွေရှိတယ်အဲ ဂျားထဲမှာတော့ကျွန်တော်က social media ပေါ်မှာ fan တွေကိုကျွန်တော်ကတုံ့ပြန်မှုအားနည်းတာရှိတယ်အဲ့တော့ကျွန်တော်နေတတ်သလိုလေးပဲနေတာပေါ့နော်အဲ့နေတတ်သလိုနေတဲ့အပေါ်မှာ fan တွေကကျွန်တော်ကိုမညူညင်သွားပဲနဲ့ဘလိုလေးပဲနေနေသူတို့ချစ်ပြီးတော့အားပေးကြရတယ်ဒီနှစ်ပိုင်းညီမဆိုပို့ပြီးတော့တတိထားမိတယ်တတိထားမိတဲ့အခါမှာဘာတွေတွေ့ရလဲဆိုတော့ဟိုးငငယ်မထင်မရှားဘဝတွေကအားပေးလာတဲ့ fan တွေခုထိအားပေးနေရဆိုတာလည်းသိရတယ်ဒီနှစ်မွေးနေ့မှာဆိုလို့ရှိရင်လည်း အဲ့လိုမျိုးပကံကဖျားမှာသွားပြီးတော့မှဖန်နီကကျွန်တော်တို့အလူတော်ပြဖျားမှာဆုံးကပ်ပေးတာမျိုးတကူးတကနဲ့မမရရအောင်လုပ်ပေးတာဒါဒီနေ့မှမဟုတ်ရင်းနှစ်တွေတော့လည်းအဲ့လိုလုပ်ပေးထားရရှိတဲ့အတွက်ဖန်နီလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ကတော့အများကြီးကိုကျွန်တော်တို့ဟို မေတ္တာတွေအများကြီးရတဲ့နှစ်ပါအဲအရန်ကိုလည်းဟိုအသေးပဲရှိတယ်အဲပြောလဲပြောရှင်းရတယ်ကျွန်တော်အလူတန်းနေလည်းအများကြီးလုပ်ခွင့်ရတဲ့နှစ်ပါဟုတ် BNC မှာလည်းကျွန်တော် promotion တွေအများကြီးရှိပါတယ်ဒီလကုန်တရှိပါတယ်မျိုးပေါင်း900ကျော်ယောက်ျားဝတ်မိန်းမဝတ်အပစ္စည်းစုံပါတယ်ခင်ဗျာလာရောက်အားပေးဖို့လည်းဖိတ်ခေါ်ပါတယ်နောက်ပြီးတော့ကျွန်တော်အားပေးနေကြတဲ့ပရိသတ်ကြီးအားလုံးပဲစိတ်အကြံပါတယ်ကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ကတိသုံးပါးမှပြန်ဆောင်ကြော်လာနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ